မှာကိုချမ်းသာဖို့အတွက်သူများဒုက္ခပေးတဲ့လူတွေမရှိဘူးလားရှိပါတယ်ဒါမှများတယ်ကိုချမ်းသာဖို့အတွက်သူများတွေရဲ့အသက်တွေကိုတတ်တယ်သူများတွေရဲ့ပစ္စည်းဥစ္စာကိုလူယူတယ်သူတစ်ပါးကြိုးစည်းပွားပြတ်အောင်ဖြတ်စီးတယ်ကိုကြိုးစည်းပွားတစ်ခုတည်းကိုကြည့်ပြီးအများအကျိုးပျက်စီးအောင်လုပ်တယ်ဆိုတာအဲ့တော့ကိုကြိုးစည်းပွားရရင်ပြီးရောဆိုပြီးတော့မပန်ကန်တဲ့နီလန်းနေနဲ့ချမ်းသာဒုက္ခကိုရှားနေကြတာဒီကနေ့ခေတ်ကမ္ဘာလောကကြီးမှာပို့ပြီးတော့များလား မတရားတဲ့နည်းနဲ့စီးပွားတွေရှာလာကြတယ်စိတ်ဓာတ်တွေကဘာဖြစ်လာလဲဘသူသေးသေးငတိမာပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးတွေမွေးမြူပြီးတော့ရှာကြံမှုတွေပြုတ်လာကြအာရေပုံရာအဖြစ်ကြည့်မယ်ဆိုရင်အဲ့ဒီနည်းနဲ့ရှာကြတာလေများလားစီးပွားရှာရတဲ့ရှာလိုက်တဲ့စီးပွားတွေဟာကိုချင်းတရားကိုအဓိကမထားဘူးတစ်ဖက်သားရဲ့အကျိုးစီးပွားကိုအဓိကမထားဘူးမိမိရရင် ပြီးရောဆိုတဲ့ မြန်မာစကားမှာရှိတဲ့ရတာလင်ဘာနှဖူးတိုက်တူးမယ်ဆိုတဲ့လူမျိုးမိဘရဲ့နှဖူးတောင်မှပဲတိုက်တူးလို့ရရင်တူးမယ်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လာအဲ့ဒီလိုစိတ်တတ်တဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေကကမ္ဘာလောကကြီးမှာများတယ်များလားမြတ်ဗုဒ္ဓရဲ့အဆုံးမမဟုတ်ဘူးဒါကြောင့်မို့တရားလေးဆိုတာချမ်းသာဒုက္ခရခြင်းနဲ့ချမ်းသာဒုက္ခရခြင်းတဲ့အချိန်မှာယောဒန္တေနဝိဟိန္တတိသူများကိုဒုက္ခပေးတယ်တဲ့အတ္တနောဒုက္ခမေတာနောတဲ့ အဲ့ဒါတို့သူများကိုဒုက္ခပေးသူများကိုညှင်းဆဲသူများဒုက္ခရအောင်လုပ်ပြီးမှ ခုခေတ်ပြောတဲ့စကားလိုသူများမျက်ရည်ကြမှထမင်းဝဆိုတာမျိုးနော်တစ်ဖက်သားမျက်ရည်ကြအောင်လုပ်ပြီးတော့မှထမင်းဝစားတယ်လူကြီးအတ္တနောဒုက္ခမေတာနောမိမိရဲ့ချမ်းသာဒုက္ခကိုရှာတဲ့ပုဂ္ဂိုလ်ဟာရက်လက်ကဘာဖြစ်လဲလို့ဆိုမြတ်စွာဘုရားဒုက္ခံတော်နတ်နတ်လဘတိဒုက္ခပစ္စတော်နတ်လဘတိဒုက္ခ အဲ့ဒါလို့ရှာလို့ရှိရင်ကတော့ချမ်းသာဒုက္ခဘယ်တော့မှရမှာမဟုတ်ဘူးတဲ့ရှာပြီးတဲ့နောက်မှာချမ်းသာဒုက္ခရဖို့မရှိဘူးလို့ဟောမြတ်စွာဘုရားကအတိလင်းဟောတာနော်အဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ဆိုလို့ချင်းသူများကိုဒုက္ခမပေးဘဲနဲ့ချမ်းသာဒုက္ခကိုရှာအများအတွက်မေတ္တာစေရနာလွှမ်းခြုံပြီးတော့ရတဲ့ချမ်းသာမြို့ကိုပဲမြတ်လို့တဲ့ပုဂ္ဂိုလ်ဖြစ်ရမတရားစီးပွားရှာတာတို့မတရားအမျက်ကြီးစားတာတို့ မတရားခေါင်းပုံဖြတ်လောက်တာမျိုးတို့ဆိုတာမျိုးတွေဟိုကောင်းကျိုးချမ်းသာအတွက်ဖြစ်စေနိုင်တာမဟုတ်ဘူးအဲ့တော့ခေါင်းပုံဖြတ်အမြတ်ကြီးစားဆိုတာတစ်ချိန်တုန်းကတုံးခဲ့တဲ့စကားလေးပေါ့နော်တစ်ချိန်တုန်းကတုံးခဲ့တဲ့စကားလေးတကယ်ကတော့ကိုရှာတဲ့စီးပွားဟာသူတစ်ပါးကိုဒုက္ခရောက်အောင်လုပ်ပြီးရှာတဲ့စီးပွားမဖြစ်စေရဘူးလို့ဆိုတာခဏိခေတ်မှာဆိုလို့ရှိရင်စားတောက်ကုန်ပစ္စည်းတွေထဲမှာကြည့်မိမိပစ္စည်းရောင်းဖို့ရာ ရောင်းမှန်းလာတာတခုကိုကြည့်ပြီးတော့စားသုံးတဲ့ပုံကိုယ်ကြီးယောဂရခြင်းရပါစေဆိုတဲ့အနေထားမျိုးနဲ့မမကန္နာတွေလောက်လာကြတဲ့အခါစားသုံးတဲ့ပုံကိုယ်ကြီးဟာယောဂတွေဖြစ်လာကြတယ်အများကြီးဖြစ်လာမြန်မာပြည်မှာဆိုလို့ရှိရင်မသိရင်တော့ကြောက်စရာမရှိဘူးမျက်ကန်းတဆီမကြောက်ဆွဲအတိုင်းပဲတိပြီဆိုရင်တော့စားဝွန်စရာတောင်တခုမှမရှိတော့စားသုံးတဲ့ပစ္စည်းတွေထဲမှာမမကန္နာတွေရောထွေးလာတာဒါအထင်ရှားပဲပေါ့ မကြားကျင်ဆုံးဖြစ်လာစီးပွားရှာတာအေးမမမကန္တာတွေလုတ်ပြီးစီးပွားရှာတာဟာဒီဟာတွေက အဆိုးဆုံးပဲတခြားဟာဆိုပြောစရာမလိုတော့ဘူးအလေးမမန္တာတို့နော်စံချိန်စံညမမန္တာတို့အဋိဏဒါနကတော့လွှမ်းမိုးပြီးတော့နေတယ်လို့ပြောမှာစီးပွားရှာတဲ့နေရာမှာအဋိဏဒါနလွှမ်းမိုးတယ်တရားတန်ကြီးအပြည့်မပေးပဲနဲ့လှုပ်လိုက်တာမှန်တယ်များဟာ ဒီအရိဏဒါနထဲမှာပါတယ်ဥပမာမဲ့ဆိုတော့မိမိရောင်းလိုက်တဲ့ပစ္စည်းကစီဆိုရင်တကားလန်းဆိုတကားလန်းမပြည့်ဘူးပြောနေတယ်အဲ့ဒါလို့မပြည့်မှန်းသိရတဲ့တဲ့လောက်လိုက်ရင်တော့အရိဏဒါနပဲခိုးလိုက်တာလောကကြီးမှာဒါမျိုးတွေကအလွန်များလာမကြားချင်အဆုံးထိအောင်များလာအဲ့ဒီနောက်ကလေးဒီမမမကန်လှုပ်ပြီးတော့စီးပွားရှာလာပြီးရလာတဲ့စီးပွားတာဓမ္မရလတ္တတရားသဖြင့်ရလာတာမဟုတ်ပဲနဲ့ အဓမ္မလတ္ထမတရားတဲ့နည်းနဲ့ရလာတယ်ဆိုလို့ရှိရင်နော်ဒီစည်းဝါးဟာစင်ကြယ်တဲ့စည်းဝါးမဖြစ်နိုင်ဘူးတဲ့နော်အဲ့ဒီလိုနည်းတွေနဲ့ရသော်ဗျာကစည်းဝါးမရှာဘူးစည်းဝါးမရှာဘူးဆိုတော့ကိုချမ်းသာကိုဒါမျိုးတွေနဲ့မရှာရဘူးလို့ဆိုလို့မရှာရဘူးဘာပဲဖြစ်ဖြစ်မမှန်ကန်ကန်လောက်အောင်မမှန်ကန်ကန်လုတ်တဲ့ကိုရောင်းဝယ်တဲ့ပစ္စည်းတခုဟာစားသုံးသူတွေမှာယောဂဝေဒနာမဖြစ်စေဖို့မှန်ကန်တဲ့အနေအထားမျိုးနဲ့ဖြစ်အောင်လုပ်ပြီးတော့ ရောင်းတဲ့ဝယ်ဝယ်တဲ့နေပေါ့ရဗုဒ္ဓကိုကိုယ်ပဲစီကတ်နေကြတဲ့ဗုဒ္ဓဘာသာဝင်တွေမှန်ကန်တဲ့နီးနဲ့စီပွားရှာနေကြပါသေးလို့ဒီလိုပဲပြောအောင်ပါမမကန်ရထားတဲ့ပစ္စည်းကမိမိအတွက်ဘလောက်ပဲတန်ဖိုးရှိမှလဲဘလောက်မှတန်ဖိုးမရှိဘူးရလိုက်တဲ့အကုသိုလ်ကမနေဘူးလေဟောပြုသူအစ်စ်ဖြစ်သူ အဟောင်းနဲ့ခံရတဲ့လူတွေကအဟောင်းခံရတယ်လို့ပြောရတာပေါ့လုံနေတဲ့သူကအစ်စ်လုံနေအစ်စ်လုံတဲ့ပုဂ္ဂိုလ်ကတော့ခံရအောင်ပါ ဒီလိုခန်းနေကြရတဲ့အကုသိုလ်တရားတွေဟာမလွန်မကင်းနိုင်အောင်ရှိနေကြတယ်။ဘာပဲလှုပ်လို့လောကမှာမိမိကလှုပ်လိုက်တာတစ်ဖက်သားကိုမတရားတဲ့နည်းနဲ့တစ်ခုခုကိုချမ်းသာရေးတစ်ခုအတွက်ကြည့်ပြီးလှုပ်လိုက်ပြီးဆိုလို့ရှိရင်နောင်အလားတူမိမိပုံမှာ reaction ဆိုတဲ့တုံ့ပြန်မှုတွေကလာမှာပဲမလာဘူးဆိုတာမရှိဘူး။တနေ့တစ်ချိန်ကျတော့ကိုယ့်စီကိုရောက်လာတတ်တယ်။အေးအဲ့ဒီရောက်လာပြီဆိုတော့မှအမလေးအလိုလေးဖြစ်ကြတယ်လေလူဆိုတာက ခုချိန်တော့ဟုတ်နေတာပဲအဲ့ဒါမျိုးမဖြစ်ရအောင်ဈာန်တုခရှာတယ်စီးပွားရှာတယ်ဆိုတဲ့နေရာမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ပဲအညီရှာတဲ့နေဈေးနှုန်းတမထာကအပြစ်မဟုတ်ပါဘူးအေး950ဇတ်ထဲမှာဈေးနှုန်းတမထာအသက်ကိုဟိုတေးစေတာနဲ့တူတယ်လို့ဒီလိုဆိုထားတာတော့အိဗယ်တစ်ခုနဲ့ဆိုထားတာဖြစ်ဆိုလိုတာကအယောင်းဝယ်ရဲ့သဘောတရားဟာကိုရောင်းနိုင်တဲ့ဈေးနှုန်းကိုကိုရောင်းတာဖြစ်တယ်ဝယ်တဲ့လူကလည်းသူ့ဂျေနတ်တို့ဝယ်တာနော် ဲ့ဒါကြတော့မတရားလို့ပြောလို့မရဘူးမတရားဘူးလို့မဆိုနိုင်ဘူးအဲဆိုနိုင်တာကဘာလို့ဆိုရင်ပစ္စည်းအည်သွေးအကောင်းကိုပြောပြီးတော့အညံ့ပေးတာပစ္စည်းကိုအပြည့်ဝကျင်ညာပြီးတော့ပေးတဲ့အခါမှာညှော်နေပြီးတော့ပေးတာအလေးမမှန်တာအချိန်မမှန်တာဒါမျိုးတွေပေါ့ဒီလိုဆိုလို့တာတစ်ဖက်စီကရအောင်ယူလိုက်တဲ့နှီးတွေဟာတော့မကောင်းတဲ့နှီးနဲ့ကိုချမ်းသာရအောင်လုပ်တာနဲ့တူတူပဲဒီထဲမှာအဒေသနာတော်ထဲမှာ ဒါတွေလည်းအကုန်ပါဝင်သွားတယ်ပေါ့အဲ့ဒါမျိုးဆိုရင်ချမ်းသာဒုက္ခမရနိုင်ဘူးတဲ့ကိုလုံးတဲ့အဖြစ်ကိုပြန်ခံရတယ်သဘာဝတရားဆိုတာတုံ့ပြန်မှုကကိုလုံးထာကိုပြန်ရတတ်တယ်ပေါ့တစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်လိုက်တယ်တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်တယ်ပြည့်ရတဲ့နဲ့စေတနာနဲ့လုပ်ပြီဆိုရင်စေတနာဟံဘိက္ခေကမ္မဝဒါမိဆိုတဲ့တိုင်ကံဖြစ်သွားပြီကံဖြစ်သွားရင်ကံဟာမကျွားဖြစ်လာမှာအကူမျိုးလေးဖြစ်လာတယ်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာဒီကံတရားတွေဟာစုမိဆောင်မိဖြစ်လာပြီဆိုလို့ရှိရင်တော့ မျိုးစိတ်ဆိုတာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တာပဲလေကံတရားဆိုတာလည်းအကျိုးပေးရမယ်အချိန်တွေရောက်လာလို့ရှင်အကျိုးပေးမှာပဲအဲ့ဒီကြရင်တော့ကောင်းကျိုးဆိုတာမရဘူးဆိုးကျိုးပဲရမယ်ဒီလိုပြောတာနော်အဲ့တော့မြတ်စွာဘုရားအဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေကြတော့မင်္ဂနေ့နေ့နဲ့အေး तू လည်းကောင်းစားစေခြင်းနဲ့ကောင်းစားခြင်းနဲ့ငါလည်းကောင်းစားခြင်းနဲ့ငါလည်းချမ်းသာဖို့အလုပ်လုပ်တာ तू လည်းချမ်းသာခြင်းပါပဲအဲ့တော့မမင်္ဂန်ကလုံးမယ်မင်္ဂနေ့နေ့နဲ့ပဲမျက်မျက်နှုံးနှုံး စီးပွားရှာမယ်ဆိုလို့ရှိရင်တော့ဘာမှပြောစရာမရှိအမှန်တိုင်းဖွင့်ဟပြီးတော့ပဲဒီလုပ်ငန်းတစ်ခုဆိုတာလုပ်ရအေးတချို့ကတော့ပြောကောင်းပြောမယ်အဲ့ဒါလို့လုပ်ရင်ထမင်းကမပေါ်လို့ပြောကောင်းပြောလိုက်မယ်နော်မမမကန်လုံးမစီးပွားဖြစ်တယ်လို့တွက်ထားကိုကမှားရက်နဲ့အတွေ့တစ်ခုပဲမှားရက်နဲ့အတွေ့တစ်ခုပဲမမကန်ကန်လုပ်ပြီးတော့စီးပွားရှာနေတဲ့ပုံစံကြီးမရှိဘူးလားဆိုရှိတယ်အခုကိစ္စဆိုရင်စီးတယ် စီတန်ဆိုပြီးတော့ပဲစီတန်ဘာစီတန်လဲဆိုပြီးတော့နာမည်ကတော့တန်လို့ထည့်လိုက်တာပါနော်တန်မတန်ဆိုတာထုတ်လို့သူကအကုန်သိတယ်ထုတ်လို့သူအကုန်သိတယ်မေးလိုက်လို့ရှိရင်ဘာပြောကြတော့အဲတန်လဲဆိုဝါရီယာရောသလားဆိုနေရောပါတချို့ကြတော့အဖြေကောင်းကောင်းပေးတယ်မေတ္တာစေတနာရောထားပါတယ်တဲ့ဝါရီယာမရောပါဘူးမေတ္တာစေတနာတကယ်ပြောတဲ့အတိုင်းမေတ္တာစေတနာရောရင်တော့သိကောင်းတာပေါ့နော်အလုံးကောင်းတယ်ထွေသားချမ်းသာချင် ရှိတော့ဆိုရင်ပူပူမူမူလေးတောင်ပေးပြီးတော့ရောင်းရတယ်လေမေတ္တာစေရနာတတ်မှတ်နဲ့အဲ့ဒါလိုလုပ်ကြအဲ့ဒါလိုလုပ်တာအရှုံးမရှိပါဘူးအင်တမတ်တန်စင်တယ်မွန်မြတ်တယ်မိမိအတွက်လည်းတဝန်တစ်ခါရမယ်တစ်ဖက်သားအတွက်လည်းအကျိုးရှိမယ်ဒီလိုငယ်တော့ကြားဘူးတာပြောရမယ်ဆိုရင်မန္တလေးကဈေးကျူထဲမှာဆိုရင်နော်မဟင်းကားတယ်လာလို့ရှိရင်တမတ်ဖိုးနဲ့မဟင်းကားဝါစားတဲ့နေရှိတယ်နော်ဝါစားတဲ့နေရှိတယ် ဓမ္မဖိုးလေးဝယ်ပြီးတော့မုံကဝါစားဘယ်လိုစားတော့ဆိုမုံမင်းလေးနဲ့ဝါလေးထည့်ထည့်ပြီးတော့ငါပြာကြီးလေးနည်းနည်းပေးပါအောင်ဆိုဟိုငါပြာကြီးလေးဆမ်းပေးလိုက်တယ်မလေးငန်းသွားပြီမုံမင်းလေးနည်းနည်းထည့်ပါအောင်အဲမုံမင်းကများသွားလို့အကြီးလေးတော့နည်းနည်းထည့်ပါအောင်ပေါ့သွားပြန်ပြီးငါပြာကြီးလေးနည်းနည်းဆမ်းပါအောင်နဲ့ဆိုပြီးတော့အဲ့ဒါလိုတောင်းလိုက်တာအစ်စ်တီကြောင့်မလို့ဝါသွားတယ်တဲ့အဲ့ဒါအဲအဲ့ဒါလိုစားတာနာမည်ကြီးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်စားရတဲ့အဲ့ဒါလို့ ဒါတော့သူတရာလို့ပေးတာတော့ကိစ္စမရှိဘူးပေါ့နော်လူစားတာတော့မဟုတ်ဘူးပေါ့အေးဘာပဲဖြစ်ဖြစ်ကိုလုတဲ့လုပ်ငန်းဟာကိုအမတ်ခံနိုင်တဲ့တန်ရှင်းတဲ့စိတ်စေရနာနဲ့လုပ်ဖို့ဒါအရေးကြီးတာကိုလိန်တာလဲကိုသိတယ်ကိုမဟုတ်တာလဲကိုသိတယ်လောကမှာမြတ်စွာဘုရားဟောထားတယ်လေနတ္ထိလောကေရဟောနာမလောကကြီးမှာတဲ့ဘယ်သူမှမသိဘူးဆိုတာဘယ်သူမှမသိတဲ့ ုံးကွယ်ရာအရာစိတ်ကွယ်ရာအရာဆိုမရှိပါဘူးတဲ့ပါပကံမပကုတ်ပတော်တဲ့မကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဘယ်သူမှမမြင်ဘူးဘယ်သူမှမရှိဘူးလို့ဒီလိုထင်ရတဲ့နေရာမျိုးဆိုတော့မရှိနိုင်ဘူးတဲ့အဲ့တော့လောကလူတွေကမဟုတ်တာလုပ်ရင်တော့စိတ်ကွယ်ရာမှာလုပ်လို့ရှိတာကိုကုသိုလ်လုပ်ရင်တော့စိတ်ကွယ်ရာမှာမလုပ်ပါဘူးကုသကောင်မှုလုပ်တဲ့အခါမှာတိတ်တိတ်လုပ်တယ်လို့မရှိဘူးကြောညာလုပ်တာများငယ်ရောစဉ်းစားဘူးတယ် เอဘယ်သူကောင်းမှုဘယ်ဝါကောင်းမှုနဲ့ဆိုင်းမုတ်တွေထိုးလိုက်ကြတာလို့မကောင်းမှုကြဘာလို့မထိုးတာလဲเนาะမကောင်းမှုကြဘယ်သူမကောင်းမှုဆိုပြီးတော့ထိုးเสียကောင်းတယ်လို့ငယ်တော့အဲ့လိုတွေးမိတယ်ပြောလဲပြောတယ်နောက်တော့စဉ်းစားကြည့်လိုက်တော့ဩကောင်းမှုလို့ထိုးတာဟာအများသာရုခေါ်ဖို့အတွက်အမျှဝေတဲ့အနေနဲ့ထိုးတာဆိုတဲ့ရည်ရွယ်ချက်ကရှိတယ်ဒါမှမဟုတ်ရှင်းတော့ကဆိုင်းမုတ်တွေကုသိုလ်ရှင်ရဲ့ဆိုင်းမုတ်အောက်မှာဘာပါလို့ဗေမီလာစုကောင်းမှုလက်လူသာရုခေါ်စေတော်ဆိုတဲ့စကားလေးပါတယ် အခုနောက်ပိုင်းတော့ပြောင်းနေတယ်အဲ့ဆာရန်လေးပြောင်းသွားမန္တန်လူသားတို့ခေါ်စီတော့ထည့်ရအဲ့ဒါမှပဋိဌာဏကုသိုလ်ဆိုတာရမှာလေကိုကကြွားကျင်လို့ဆိုင်းဖို့ထိုးတာမဟုတ်ဘူးအများသားတို့ခေါ်ဖို့အတွက် ဆိုင်းဖို့ထိုးတယ်ထိုးပေးလိုက်တဲ့ဖြင့်ကိုနဲ့တည်တဲ့မိတ်ဆွေတွေတို့မဟုတ်ကိုရဲ့ဆွေမျိုးစင်ဆက်တွေဘိုးဘွားတွေကလှူသွားတယ်ဆိုရင်မိသားစုတွေတားဆင်မြေးဆက်သာတို့ခေါ်ရကြအောင်ဒီလိုရည်ရွယ်ချက်နဲ့တည်းမူလရည်ရွယ်ချက်ကောင်းတာတွေဟာနောက်ပိုင်းကျတော့ trí về mà đi này gặp dốc vậy toàn